မင်္ဂလာပါရှင်မေလ29ရက်အင်္ဂါနေ့အတွက်ရှင်ကုန်းရဲ့လှလှရှာရန်ကုန်တင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အာမခံလုပ်သားများရဲ့တာသမီများကိုပညာသင်ဆေးထောက်ပံ့မယ်ဆိုတဲ့တင်ဖြစ်ပါတယ်။လူမှုဖွလုံရေးအဖွဲ့မှအာမခံကြေးပေးသွင်းထားတဲ့အလုပ်သမားတွေရဲ့အချိန်ပြေးပညာသင်ကြားနေတဲ့တာသမီတွေကိုပညာသင်ဆေးထောက်ပံ့သွားပေးမယ်လို့အလုပ်သမားဝင်ကြီးဌာနလူမှုဖွလုံရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ အာမခံအလို့သမားတွေရဲ့ပညာသင်ကြားနေတဲ့သားသမီးတွေအတွက်ပညာသင်စည်းဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권နဲ့သက်ဆိုင်တဲ့အမိန့်ကြေညာစာထုတ်ပြန်ပြီး၃လအတွင်းအကျိုးခံစား권လျှောက်ထားရမှာဖြစ်က၃လကျော်သွားတဲ့လျှောက်လာတွေကိုတော့အရေးယူဆောင်ပေးမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်အာမခံအလို့သမားတွေရဲ့မူလတန်းပညာသင်ကြားနေတဲ့သားသမီးတဦးအတွက်ငွေကျပ်၃000အလေတန်းပညာသင်ကြားနေတဲ့သားသမီးတဦးအတွက်ငွေကျပ်၄500 အထက်တန်းပညာသင်ကြားနေတဲ့သာသမီတဦးအတွက်ငွေကျပ်6000တန်းတက္ကသိုလ်ပညာသင်သာသမီတဦးအတွက်ငွေကျပ်9000ကျွေထောက်ပံ့ပေးမယ်လို့သိရပါတယ်။အဲ့ဒီအကျိုးခံစားခွင့်ကိုမှတ်ပုံတင်ပြီးအာမခံအမှတ် Social Security Number ရရှိထားပြီးလက်ရှိလုပ်လုပ်ကိုင်နေတဲ့အာမခံထားသူတွေကမှတ်ပုံတင်ကာလ48လနဲ့ထဲဝင်ကြီး36လပြည့်သွင်းထားတဲ့အာမခံလုပ်သားတွေကရရှိမှဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဆလတင်စမဲတဲ့ရင်ကတော့တရုတ်ပြည်သူသမရနိုင်ငံကွမ်ကျူးမျိုးနဲ့ရှင်ချင်းမျိုးများတို့ချစ်ကြည်ခရီးစဉ်သွားရောက်ရန်မြန်မာကိုယ်စားလှယ်အဖွဲ့ပြည်ပထောက်ခွာတဲ့တဲ့ရင်ဖြစ်ပါတယ်။ တရုတ်ပြည်သူသမရနိုင်ငံကွမ်ကျူးမျိုးနဲ့ရှင်ချင်းမျိုးများတို့ချစ်ကြည်ခရီးစဉ်သွားရောက်ရန်အတွက်အာဂစားနှင့်လူငယ်ရှေးအဝင်ကြီးဌာနအာဂစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်စံဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ဝင်10ဦးတို့ဟာမေလ26ရက်နေ့နောက်ပိုင်းကရန်ကုန်ပြည်ပဆိုင်ရာလေးစိမ်းမှထွက်ခွာကြရအောင်အာဂစားနှင့်ကာယပညာသိပ္ပံရန်ကုန်ကျောင်းအုပ်ကြီးဦးထထွန်းဦးနှင့်တာဝန်ရှိသူတို့ကရန်ကုန်အပြည်ပြည်ဆိုင်ရာလေးစိမ်းတို့လိုက်ပါပို့ဆောင်လုပ်ဆဲကြကြောင်း သိရပါရဲ့ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါတယ်ထပ်မံတင်ဆက်ပေးမှာကတော့စောင်းစီအခြေခံလက္ခဏာရည်ညွှန်းစီနှုန်းငွေကျပ်130ကျော်ကျဆင်းလာတဲ့သတင်းဖြစ်ပါတယ်အခုဘက်တာကာလဖြစ်တဲ့မေလ26ရက်မှာဇွန်လ1ရက်တွင် ရောင်းချရမယ့်စောင်းစီရန်ကုန်အထိုင်စီအခြေခံလက္ခဏာရည်ညွှန်းစီလုံးမှာတပိတ်တာလင်း6390ကျပ်ဖြစ်ကြောင်းစားသုံးစီတင်သွင်းသူလောင်းဖြန့်မြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအသိပေးထုတ်ပြန်ကြေညာထားပါတယ်။ ်မေလ19ရက်မှ25ရက်တွင် ရောင်းချရမည်။ဆောင်းစီရန်ကုန်အထိုင်စီအခြေခံလက္ခဏာရည်ညွှန်းစည်းနှုန်းမှာတပိတ်တာလင်းငွေကျပ်6525ကျပ်ဖြစ်ပေါ်ခဲ့ရမှာအခုတစ်ပတ်တွင်6390ကျပ်ဖြစ်တာကြောင့်135ကျပ်ကျဆင်းလာကြောင်းသိရှိရပါတယ်ရှင်။ နောက်ဆုံးနေဆက်မဲ့သတင်းကတော့ IKO မြန်မာမှာ Karate တို့ပြိုင်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ IKO မြန်မာ International Karate Organization မြန်မာမှာကြီးမွေးကျင်းပတဲ့ IKO Kids and Youth Championship မြန်မာ and IKO Wave Category Championship မြန်မာ2025 Karate တို့ပြိုင်ပွဲကို မေလ25ရက်က MICC Convention Center ခမ်းမမှာကျင်းပကြောင်းသိရပါတယ်။ ပြိုင်ပွဲကိုတန်ငယ်တန်းမှာ အသက်9နှစ်အထက်ကလေးငယ်တွေပါဝင်ရှင်ပြန်ရသတ်မှတ်ထားပြီးတက်ကြီးတန်းမှာအသက်16နှစ်အထက်သတ်မှတ်ထားတာဖြစ်ပါတယ်။ပြိုင်ပွဲမှာပြိုင်ပွဲဝင်အကစားသမား160ကျော်ပါဝင်ရှင်ပြန်ကြပြီးစုရတဲ့ကလေးတွေအနေနဲ့နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက်ရှင်ပြိုင်နိုင်ဖို့အတွက်လှုံ့ဆော်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။